အမေရှင်များအားလုံးပဲမင်္ဂလာပါဗျာဒါကတော့ကျွန်တော်တို့9ကြိမ်အတွက်ပေါ့နော်ထုံးစံတိုင်းပဲကျွန်တော် daily ပေါ့နော်အဓိကကတော့2ကွက်ပေါ့နော်ဒါပေမဲ့ကျွန်တော်3ကွက်နော်ထိုးလို့ရအောင်ဒီမှာဆွဲပေးမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာသူက3ကွက်မြောက်ပေါ့နော်1နှစ်4ဆိုပြီးတော့ပေါ့နော်ခဏအသုံးလုံးပေါင်းချင်းဒီနံပါတ်10ဖြစ်ပါတယ်4နှစ်နှစ်ပေါ့4နှစ်ဒီ6နှစ်နဲ့ပေါင်းရင်ပေါင်းချင်းနံပါတ်ဒီနံပါတ်ရှိရဆိုပြီးတော့ကျွန်တော်တို့ရတယ်ပေါ့နော် ဒါပြီးရင်ကျွန်တော်တို့ဒီမှာเนาะခါးတိုင်ကကျွန်တော်တို့ဒီမှာပေါ့เนาะ2 4ဆိုပြီးဒီလို6ပေါ့เนาะ2 4 2နှလုံးပေါင်းခြင်း6เนาะပြီးရင်သူကကျွန်တော်တို့ဒီမှာဘာယူသွားလဲဆိုဒီ3 3ကိုအခြေခံပြီးတော့ပေါ့เนาะ3 8 5ဆိုပြီးတော့ကျွန်တော်တို့ယူမယ်เนาะပုံမှန်ဆိုရင်တော့သူကနတ်ခတ်ပဲကျွန်တော်တို့ယူလို့ရတယ်ပေါ့เนาะ ။ Okay ဒါဆိုရင်ကျွန်တော်စပြီးတော့ကြည့်မယ်ပေါ့နော်။ဒီမှာကျွန်တော်ဆိုရင်863 868 865ဆိုတော့ကဏ္ဍ3ခွက်ဖဲကျွန်တော်တို့ဒါထိုးပေးရမှာဖြစ်တယ်ပေါ့နော်။၈6 3 8 6 8 8 6 9ော်ရှေ့65เนาะဒီမှာကျွန်တော်တို့ထွက်ကနန်းလေးကြည့်ပါမယ်ကျွန်တော်တို့ရှေ့63ဆိုပြီးတော့ပေါ့เนาะရှေ့63ဆိုတော့ဒီလိုလေးအပေါ်ဆုံးကကျွန်တော်တို့ထွက်ကနန်းဖြစ်တယ်ပေါ့เนาะ โอเคဒါတကတ်ပေါ့เนาะဒုတိယတကတ်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားကြည့်မယ်เนาะဒုတိယတကတ်ဘာမှာကျွန်တော်ဒီမှာကခွန်ခွန်9ဆိုတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာ3ဆိုပြီးတော့ဖြစ်တယ်เนาะဒီခွန်3ညဒီနှလုံးပေါင်းခြင်းနံပါတ်ဒီနံပါတ်ခွန်ဖြစ်ပါတယ်ဒီနောက်ကဒီ3ညเนาะ3ည9ခွန်เนาะဒါဆိုရင်ထိုးရမယ့်ကဏ္ဍဒီ3 3ည9 3039ပေါ့เนาะ300နဲ့80ရှိမယ်3 9နော်3 9ငါပြန်တော့3ခွန်ခွန်ဆိုပြီးတော့ပေါ့နော်3ခွန်ခွန်ဆိုပြီးတော့ဒါခဏ3ခွက်ဒီလိုလေးထွက်တယ်နော်ဘယ်မှာထွက်လဲဒါထွက်တယ်ပေါ့နော်ဒီမှာ3ခွန်ခွန်ဆိုပြီးတော့ကျွန်တော်ထွက်ကဏ္ဍလေးတွေ့ရမှာဖြစ်တယ်ပေါ့နော်โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ နောက်ထပ်ပေါ့နော်ခုလာမယ်ခွန်းချင်းအတွက်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါဗျာနော်ခွန်းချင်းအတွက်ကကျွန်တော်တို့ဘာတွေရမလဲပေါ့နော်နံပါတ်5ရယ်6ရယ်4ရယ်ပေါ့နော်ဒီလို၃လုံးပေါင်းခြင်းဒီနံပါတ်5ဖြစ်တယ်ပေါ့နော်နံပါတ်5 46 35နဲ့ပေါင်းရင်နံပါတ်5ဖြစ်တယ်5ကိုမှကျွန်တော်တို့ဒီ86เนาะဒီနှလုံးပေါင်းခြင်းက4ပေါ့နော်4ရယ်ဒီနောက်ဆုံးမှာရှိနေတဲ့ခွန်เนาะခွန်2 3ညဆိုပြီးတော့ကျွန်တော်တို့ ဒါထိုးရမယ်ပေါ့နော်ထိုးရမယ်ဆိုတော့ကျွန်တော်တို့ဘယ်ပင်မှာထွင်မလဲဒီပင်ခုနှစ်ချိန်မှာကျွန်တော်တို့ထွင်မယ်ဘာကနန်းနေရှိမလဲ9လေးခွန်နော်900ကျွန်တော်တို့40နဲ့ခွန်942 942နော်ပြီးရင်ကျွန်တော်တို့ပါရှိမယ်940နော်940အပေါ်မှာထွက်တာကတော့ကျွန်တော်တို့ဒီမှာ863 863တဲ့နော်ဒီမှာတဲထွက်တယ်နော် ပြီးရင်ဒီမှာ3ခွန်ခွန်3ခွန်ခွန်ဆိုတော့ဒီမှာလည်းတဲထွက်တယ်တဲကိုညံ့ညထိုးပါเนาะကျွန်တော်တို့စူစူပေါင်းဒီ3ခွက်တည်းပဲရှိတယ်ဒါတော့မှကျွန်တော်တို့ဒီလိုပဲပေါ့เนาะဒီလိုနှစ်ခုပဲကြာထားတာရှိတယ်ပေါ့เนาะဒါပေမဲ့ဒီလိုတိုက်ရိုက်ကြီးကြာလာနိုင်တယ်ဒီအတွက်ကြောင့်နောက်ထပ်တစ်ခွက်ကျွန်တော်ထပ်ပြီးတော့ထည့်ပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေကောင်းပါစေဗျကျေးဇူးတင်ပါတယ်ပိုက်ပယ်ပါ